ကမ္ဘာဖလားဘောလုံးပွဲကျင်းပမဲ့ Madlight Stadium ပေါ့လေဆိုတော့ဒီနေ့ Premier League အကြောင်းလေးလည်းပြောရင်းနဲ့ World Cup Final ကျင်းပမဲ့ Madlight Stadium လေးကိုလည်းကျွန်တော်နည်းနည်းလေးမိတ်ဆက်ပေးချင်တာပေါ့လေဒါတော့ FIFA World Cup Final ကျင်းပမဲ့ Madlight Stadium ဆိုတော့ကျွန်တော်နည်းနည်းနေရာကောင်းလေးရှာလိုက်အောင်မယ်နေရာကောင်းလေးကျွန်တော်ရှာလိုက်အောင်မယ် ဆိုတော့ကြားလာဗျာကြားရလားကြားရလားနည်းနည်းဆူတယ်ဗျာဒီကောင်မီးဆက်ကြီးနေဒီနာနာမီးဆက်နေတော့ဒီနေ့ကဒီနေ့ကကျွန်တော်တို့ဒီမှာလေး American Football ပွဲရှိတယ်ဗျာ New York Jet နဲ့ဘာနဲ့လဲမသိဘူးဗျာသလား New York Jet ဆိုတာရှိတယ်အဲ့အသင်းနဲ့ဘာနဲ့လဲမသိ American Football ပွဲရှိတယ်ဒီနေ့ ဒါတော့အခုမတ်လိုက်စီဇန်ဆိုတာကဒါအခုလက်ရှိ2026ကမ္ဘာဖလားပြိုင်ပွဲဘောလုံးပွဲကျင်းပမယ်ကွင်းပဲဘောလုံးပွဲကျင်းပမယ်ကွင်းပဲဒီကွင်းကဒါပေးသက်8000ကျော်ဆန့်နေမှာလေဒါတော့အခုဒီနေ့ညောင်ချက်ပေါ့လေခမလေးလာအစိမ်းအောင်လေးတွေညောင်ချက် နယူးယောက်ဂျက်ဆိုတဲ့အသင်းပေါ့လေသူတို့ကသူတို့ကညနေကြိုင်းမှာကံပါညနေကြိုင်းမှာကံပါဒါပေမဲ့ဒါကတော့ဘယ်လိုပြောမလဲဆိုတော့ဒီပိတ်သက်တွေလုံခြုံရေးတွေဝန်ထမ်းတွေတော်တော်များများစပြီးရောက်တာပေါ့လေသူတို့ကအမှသူတို့ဝန်ထမ်းနေနေတော့သူဝင်သွားပြီဒါကြည့်ရှုအားပေးကြတဲ့ဘောလုံးချစ်ပိတ်သက်တွေအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဒါကတော့ Mad Light Stadium ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ National Team လေရွေးစင်အသင်းတွေအားလုံးရဲ့အိမ်မက်ဘိုလူကွင်းကြီးပေါ့လေ Argentina ကတော့ဒီနေရာမှာဒါဘယ်လိုပြောမလဲဒါ2024 Copa America Final Champion ဖြစ်ထားတယ်ဆိုတော့ Argentina ကတော့ဒီကွင်းနဲ့ကောင်းကောင်းရင်းနေတာပေါ့လေ2024 Copa America မှာ Champion ဖြစ်ထားတယ်ဒီကွင်းကြီးမှာပဲ Colombia ကိုတကူးကူးမရှိနဲ့ Lautaro Martinez ကဂိုးနဲ့နိုင်ထားတာဒါကျွန်တော်အဲ့ကျွန်တော်ကဒီရှေ့မှာပဲတဲတာမလိုက်စတေဒီယံရဲ့ရှေ့မှာကျွန်တော်တဲတာပေါ့လေဆိုတော့အခုလက်ရှိမှာမလိုက်စတေဒီယံဖြစ်ပါတယ်ဒါ National Team အားလုံးရဲ့ ဒါအဓိကအခက်ပြီးတဲ့ကျွန်တော်ယူရီ US 2026ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ဘောလူပွဲကျင်းပမယ့်ကွင်းဖြစ်ပါတယ်။ဒါဘောလူပွဲကျင်းပမယ့်ကွင်းဖြစ်ပါတယ်။ကြီးစုအားပေးကြတဲ့ဘောလူချစ်ပိတ်သက်တွေအားလုံးကျေးဇူးတင်ပါတယ်။ Tottenham Hotspur ပွဲရှိတယ်။နောက် Manchester United အသင်းနဲ့နောက်တစ်ဖက်ကတော့ဒါ Liverpool အသင်းတို့ရဲ့ပွဲလည်းရှိတယ်။ပွဲကတော့ကျွန်တော်တို့ရဲ့ပွဲကြီးပွဲကောင်းပွဲကြီးပွဲကောင်းတွေကိုကျွန်တော်ထပ်ပြီးကြည့်ရမှာပေါ့လေ။ကြီးစုအားပေးကြတဲ့ဘောလူချစ်ပိတ်သက်တွေအားလုံးကျေးဇူးတင်ပါတယ်။ ဒီနေ့ရာသီမှာ Chelsea Champion ဖြစ်နိုင်လားလို့မေးအမှန်တမ်းပြောရင်တော့ Chelsea ရဲ့လက်ရှိ defensive ပုံစံနဲ့အဲ့ကစားတဲ့ပုံစံက attacking ပိုင်းတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ဒါ goal throwing နိုင်တဲ့ quality ရှိတယ်။ဒါပေမဲ့ goal သမားနဲ့ခံစစ်က Chelsea တို့ကပြောဖို့ခက်တယ်ဗျ။ goal သမားနဲ့ခံစစ်က Chelsea တို့ကပြောဖို့ခက်တယ်။အဲ့ခံစစ်နဲ့ goal သမားက champion ဖြစ်နိုင်လားဆိုတဲ့အခြေအနေမျိုးကိုတော့အများကြီး question လုပ်ရမယ်။ဒါကြောင့်လဲဆိုပွဲက38ပေါ်ကျွန်တော်ပြောလို့ပေါ်လေ Chelsea ကတပွဲကောင်းတယ်တပွဲတို့တွေတော်တော်လေးကောင်းတယ်။ ဒါပေမဲ့ပွဲအများကြီးမှာသူရေရှည်လုတ်ပြနိုင်မလားဆိုတဲ့အချက်အရင်တော့လည်းချန်ပီယံဖြစ်ဖို့ပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဒီ solid အဓိကတော့ချန်ပီယံဖြစ်ဖို့ solid ဖြစ်တဲ့ဒါအသင်းကိုတိစောက်ဖို့လိုတယ် organize ဖြစ်တဲ့အသင်းကိုတိစောက်ဖို့လိုတယ်ဒီဘက်မှာ Chelsea က attacking နဲ့ Chelsea ဘက်မှာတော့ ქვენ လေရတော့ share ပဲဒါပေမဲ့ခံစစ်ဘက်ကနည်းနည်းတော့ weak ဖြစ်နေတဲ့အခြေအနေပေါ့လေဆိုတော့ဒါကတော့အခုဒီ New York မြို့က New Jersey ပေါ့လေဒါကတော့ New Jersey မှာရှိတဲ့ Mallett Stadium ဖြစ်ပါတယ် ဒါကျွန်တော်တို့ဘောလုံးပြိုင်သက်တဲ့အားလုံးတွေ့ဆိုတော့ Manchester United နဲ့ Tottenham ဒီဘယ်လိုတစ်ဖက်က Liverpool ဘယ်လိုဘယ်လိုမြင်ကြလဲ။ကံမှာတော့ Man United ကအဝေးကွင်းဖြစ် Liverpool ရဲ့ဒါ Anfield ကွင်းသွားကံမယ်။ဆိုတော့ဒါဆိုအခုဒါ announcement တွေလောက်တာဒါလုံခြုံရေးတွေပါတယ်ကွင်းနဲ့အစိုးရဝင်ဖို့အတွက်လုံခြုံရေးတွေပါတယ်ကွင်းနဲ့အစိုးရဝင်ဖို့အတွက်လောက်တာသူတို့တော့ထင်ပါဘောလေကျွန်တော်ဟိုဒီ NFL ရဲ့ preview လေးလာလောက်တယ်လို့ထင်ပါအမှန်တကယ် NFL preview လာတာမဟုတ်ကျွန်တော် Premier League preview လာလောက်တာ။ ပရီးမီးယားလိဘီဗျူလာလောက်တာကျွန်တော်ဒီဘွဲတွေပိုင်းမကြည့်ဘူးဗျကျွန်တော်ဟိုပရီးမီးယားလိဘီဗျူလာလောက်တာဒီပါလေဆိုတော့မန်ချက်စတာစီးတီးကတော့ကျွန်တော်တို့အမြဲတမ်း စီတီးယားအဓိကဂွာဒီယိုလာကြောင့်ကျွန်တော်ကဒီတဲကိုချိန်မြန်ချန်ပီယံစုဖလားအသင်းတွေကိုထည့်ရမှာထည့်ရမှာပဲအမြင်နဲ့ဆိုတော့နောက်တစ်ခုကျွန်တော်မေးချင်လို့လေဘလို့မြင်လဲဒီဒီညမန်ယူနိုက်တက်နဲ့လီဗာပူးပွဲကာမာတော့လီဗာပူးရဲ့အန်ဖီကွင်းလီဗာပူးကအန်ဖီကွင်းမှာမန်ယူနိုက်တက်ကိုအမြဲတမ်းဒုက္ခပေးနိုင်တယ်ဒါပေမဲ့နောက်ဆုံး200သီမှာတူတူတပွဲဇီးဇီးတပွဲကန်ထားတယ်အဲ့ဒီအချိန်မှာမန်ချက်စတာယူနိုက်တက်ကရောအဝေးကွင်းမှာချန့်ရှိနိုင်တာဘလို့ထင်လဲ ါကမတ်လိုက်စီဇန်ဖြစ်ပါတယ်မတ်လိုက်စီဇန်ဆိုတာကမတ်လိုက်စီဇန်ဆိုတာက2026အမေရိကန်နိုင်ငံမှာကျင်းပမယ်ကမ္ဘာဖလားပြိုင်ပွဲကြီးကျင်းပမယ်ဘူလူပွဲကျင်းပမယ်ကွင်းပေါ့လေကမ္ဘာဖလားဘူလူပွဲကျင်းပမယ်ကွင်းဖြစ်ပါတယ်ကဘာဘလာဘလူဘဒီရောဒီနယူးယောက်ဂျက်ရဲ့အိမ်ကွင်းဖြစ်လိမ့်မယ်ဗျာတလားဟိုမှာအစိမ်းရောင်လေးနဲ့နယူးယောက်ဂျက်ဆိုပြီးတော့လေဂျက်ဆိုတဲ့အသင်းရှိတယ်ဗျာသူကဘယ်လိုပြောမလဲတုံတောင်အားဖြင့် ဒီသူတို့ NFL ပွဲဒီနေ့ရှိတယ်ဗျာ Sunday မှာကွင်းရကြီးတယ်ဗျာပရိုဝါသွားလာတာခတ်တယ်ဗျာဟာ Manchester United တည်ရင်အနိုင်ပဲတဲ့ဟာဆိုတော့ Arsenal ပိတ်သက်တော်တော်များများ Manchester City ပိတ်သက်တွေကတော့ Liverpool နိုင်မယ်ဆိုဟိုဗါလေ Man United အသေးနဲ့အနိုင်မို့လေဒါပေမဲ့မလွယ်ပါဘူးအမှန်တိုင်းပြောရင်တော့ခတ်တယ်ဗျာဘာလို့ဆိုတော့ Liverpool ကသူ့အိမ်ကွင်းလေး ဆိုတော့ဘလို့ထင်လဲ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 ဟုတ်တယ် MV မှာပိတ်မစော်ရင် MV မှာပိတ်မစော်ရင်တိတ်ခါမှာဘာလို့ MV ကအဖွင့်စော်တဲ့အသိနေမရဘူးဖွင့်စော်လို့မရဘူးမရတာလေဘာလို့ကအရင်တုန်းက Eric Dahar နဲ့တနည်းအခု Ruben Amorim နဲ့တနည်းဒါပေမဲ့ Ruben Amorim လက်ထက်ကကြောက်သူဖွင့်ဟိုပိတ်မစော်ဘူးဗျဖွင့်စော်တာသူကသူတိုက်ကိုတိုက်ပဲ Ruben Amorim လက်ထက်က Eric Dahar လက်ထက်တော့လုံးဝပိတ်စော်သွားတာ ပိတ်ဆော့သွားတာသူဖွင့်ကိုဖွင့်မဟုတ်ဘူးအဲဒါဟာအဲဒါကတော့လုံးဝကိုပိတ်ဆော့သွားပြီးတော့သူဖွင့်ကိုခွင့်မဟုတ်ဘူးဆိုတော့ဒါကတော့အခုလောလောဆယ်ပေါ့လေဆိုတော့ဒီကနေ့ညနောက်တော့ဂျူဗန်တက်စ်ကကိုမိုရှုံးသွားကျွန်တော်ပြန်စဉ်းစားကြည့်တာအဲ့ကိုမိုကလေသလားဆက်စဖာရီကကို နီးပြဖြစ်ခန့်လို့ရတယ်သလားအဲ့ဆက်ဆက်စဖာရီကကိုကျွန်တော်နီးပြဖြစ်ခန့်ကျင်ခန့်လို့ရတယ်ဘာကြောင့်ခန့်လို့ရလဲဆိုတော့နီးဆက်စဖာရီကကောင်းတယ်ဗျဒီနီးပြကအရေသွေးရှိတဲ့နီးပြဖြစ်တယ်နောက်တစ်ခုက ဘယ်လိုပြောမလဲဆိုတော့သူကအရင်တည်းကကွင်းလေကစားမတယောက်ဖြစ်တယ် ideology ကောင်းတယ်ကိုမိုသိန်းကိုကြည့်လေဗျာဒါဂျူဗီဆိုဒီယာဒီမှာအသင်းကြီးရဲ့တော်များများလဲတွေ့ပြီးသွားသူရှုံးပွဲမရှိကစားထားတယ်ဒါပေမဲ့အဲ့ကိုမိုကဂျူဗီကိုလဲနိုင်သွားတယ်နောက်တစ်ခုကသူတို့မှာ identity တစ်ခုရှိတယ်သူတို့ကစားတာလဲစိတ်ဝင်စားစရာကောင်းတယ်အဲ့ဘက်ကြောင့် sex fabricate ကအမှန်တမ်းပြောအိတ်မကြောက်ဘူးဗျာအထိတ်တန်းအသေးတဲ့သင်းကိုသူရောက်နိုင်တယ် ထိတ်တန့်အသင်းသင်းကိုတိတ်မကြဘူးသူနီးပြလုံနိုင်တယ် Fabricas ပေါ့လေကြာကျွန်တော်အမြင်ပြောတာ Fabricas တိတ်မကြဘူးနီးပြအဖြစ်ထိတ်တန့်အသင်းသင်းကိုဘယ်လိုပြောမလဲကင်တွယ်နိုင်ကြီးရှိတယ်ဒါအခုကျွန်တော်တို့ Java လိုမျိုးပေါ့လေ Java လည်းတကယ် quality နီးပြပဲဒါဒါဘယ်လိုပြောမလဲအဲ့လိုပုံစံမျိုးပေါ့လေ Self Fabricas ကျွန်တော်သဘောကျတယ်ဒီနေ့ည Liverpool နဲ့ Manchester United ဘယ်သူနိုင်မလဲဘာနိုင်ပြောရင်တော့မေးစရာတော့မလိုဟုတ်တယ် Liverpool က လီဗာပူးကနောက်ဆုံး၃ပွဲဆက်ရှုံးတာဆိုတဲ့အချိန်လေးကြောင့်သာ question ထုတ်နေရတာအဲ့မရှုံးတော့ဘူးဆိုလက်ကြည့်ကြတော့မလို့ဒီပွဲကလီဗာပူးအနိုင်ပဲဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကလည်းအိမ်ဝင်၃ပွဲဆက်နိုင်ထားတယ်ဆိုတော့အဲ့အိမ်ဝင်၃ပွဲဆက်နိုင်တယ်ဒါပေမဲ့ခက်တာကမန်ယူနိုက်တက်ကအိမ်ဝင်မဲ့နိုင်တာဗျအဝေးကွင်းမှာသူတို့ရုံးကန်ရတယ်အဲ့ဒီချက်ကနည်းနည်းတော့ယူနိုက်တက်တို့ကသတိထားရမယ်သူတို့ဘရန်ဖို့ကိုရှုံးထားတယ်မန်စီးလီကိုရှုံးထားတယ်အဲတစ်ဖက်ကဒီဖူလန်ကိုတေချထားတယ်အဲ့ချက်ပေါ့လေအဲ့ချက် ဒါကျွန်တော်တို့အာဆင်ကတော့မနေ့ကတော့ကတော့ဂျင်းနဲ့ဆရာပေါ်ဖော်မန့်ပြသွားတာဗောလေအာဆင်ကမနေ့ကဂျင်းနဲ့ဆရာပေါ်ဖော်မန့်ပြသွားတယ်ပြသွားပြီးတော့အဝေးကွက်မှာဒါဖူလန်ကိုတကူးကူးဖြစ်ဆိုတချို့ကလည်းပြောတော့ဟာဒီလိုပိတ်ကန်နေတဲ့ကစားကွက်မျိုးဒီလိုတကူးတဲ့နဲ့ထစ်နေတဲ့ကစားကွက်မျိုးဆက်ပြီးစေနာကျွန်တော်ပြောပြမယ်မင်းနစ်ကကျွန်တော်တို့ဝက်ဆန်ကိုကျွန်တော်တို့ရှုံးနေအိမ်ကွက်မှာမနေ့ကနျူကာဆယ်ကိုကျွန်တော်အဝေးကွက်မှာရှုံးနေ။နောက်ဖူဝန်ကိုတည်ကြတယ်။ဆိုတော့ကျွန်တော်မနေ့ကတော့ကကိုးမတ်ရမယ်လို့ထင်တဲ့အသင်းကနေဒါ တမတ်ပဲရခဲ့တာဆိုတော့မနေ့ကလုံးဝအမှတ်မရခဲ့တဲ့အသင်းတွေကိုဒီရာသီမှာကိုမအပြည့်ယူနိုင်တယ်ဆိုတဲ့အချက်တစ်ချက်ကဒါဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့အတွက်အများကြီးတိုးတက်လာတဲ့အချက်ပဲအဲ့အတွက်ကြောင့်ကျွန်တော်ကတော့ low block ပဲဖြစ်ဖြစ် mid block ပဲဖြစ်ဖြစ်မင်းတို့ဘလောက်ပဲပိတ်ပိတ်ငါတို့မှာဆက်ပြီးဆိုတဲ့ဒါလက်နက်တစ်ခုရှိတယ်ဆိုတဲ့သဘောတရားပဲအဲ့အတွက်ကြောင့်ကျွန်တော်နိုင်ပွဲအတွက်ကကျွန်တော်ကတော့ချင်ချင်တတ်တယ်ယော့ခရက်ကိုမရတာကလွှဲရင်ဂျန်နယ်ပိုင်းမှာသိပ်ပြောစရာမရှိဘူးဆိုတော့ချယ်ဆီမနေ့ကကစားသွားတဲ့ပုံစံကိုချင်းလဲချယ်ဆီလဲ ဒါဘယ်လိုပြောမလဲဒုတိယပိုင်းမှာကစားသွားတာကောင်းတယ် solid ဖြစ်တယ်ဆက်ပီစေကတော်တော်လေးအားကောင်းတယ်သူတို့ဂိုးရသွားတဲ့အားလုံးကလည်းဆက်ပီစေကပဲဆိုတော့ Chelsea ကိုကြည့်ရင်လည်းတော်တော်လေးကျေနပ်စရာ performance ပဲဒါပေမဲ့ Chelsea ကအရက်တကန်လူတွေထုတ်ထုတ်ခံနေရတဲ့ပြဿနာပေါ့လေအဲ့လူတွေထုတ်ခံရတဲ့ပြဿနာကိုသူတို့ဖြေရှင်းဖို့လိုတယ်မလိုလားပဲနဲ့အမြဲတမ်းထုတ်ခံနေရတယ်ထုတ်ခံနေရတယ်ထုတ်ခံနေရတယ်ဆိုရင်ရည်ရှည်ကြတော့မကောင်းဘူးဗျတပွဲတလေရပြဿနာမရှိပေမဲ့ပွဲတိုင်းဒီပါထုတ်ခံရရင်နည်းနည်းအာယုံပြဆိုတော့အဲ့ရကချက်စီးအတွက်နည်းနည်းလေးအာယုံပဲဒါပေမဲ့ ဒါဘယ်လိုပြောမလဲဆိုတော့ Chelsea အသင်းက right direction မှာရှိတယ်ဒါပေမဲ့အမဘေး champion ဖြစ်ဖို့ဒီတက်ပို consistent ဖြစ်ဖို့ဒီတက်ပို간စစ်ပို찔လို့ဘာကြောင့်လဲဆိုတော့ဦးမနေ့ရက်တော့က forest နဲ့ပေးရတဲ့ chance တွေကတခြားအသင်းတို့ဂိုးတွေရပြောင်းသွားပြီတကယ်လို့ forest နေရာမှာတခြားနည်းနည်း clinical ဖြစ်တဲ့အသင်းနောက်ဆုံးပြ full line လို့အသင်းမျိုးပဲဖြစ်ဖြစ်တခြားအသင်းတစ်သင်းဖြစ်သွားရင် ဟိုဘယ်လိုပြောသွားမလဲဆိုတော့ကျွန်မတို့ဟို Chelsea အခွင့်အရေးတွေပေးရတာပဲအဲ့ပေးရတဲ့ chance ကိုတခြား clinic ဖြစ်တဲ့အသင်းတွေဆို Chelsea ပြန်လိုက်နိုင်မှုခတ်တယ်အဲ့ချက်က Chelsea သတိထားရမယ်နောက်မလိုလားတဲ့ထုတ်ခံရမှုဟိုဘက်က Manchester City က Allen Haaland ကကြောက်ဖို့တောင်ကောင်းတာအာခြေစွမ်းလန်ထွက်နေတာပဲနော် Haaland ကြီးကတကယ်ဆိုအဲ့ဘွဲမှာ3-5ခုမကရသင့်တာ chance 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 ဒါเออเออบลูบอมเลยชานซีชานซีตลอดๆเมี้ยๆย่าดาฮาลันก็อกู17โกทวินท่าได้โหบะมาฮาริเคนก็ ဆက်နှစ်ဂိုးသွင်းထားတယ်သူတို့နှစ်ယောက်ကတော့လက်ရှိမှာ top goal ဆိုတာဗောလေဒါလက်ရှိဟာလန်ကမနေ့ကနှစ်ဂိုးသွင်းသွားတယ်တကယ် quality ဒါဟာလန်ကိုဒါတော့နောက်ဆုံးမိနစ်မှာရတဲ့အလုံးတွေဆိုတကယ်သူ hat trick ရသင့်တာသူမရဘူးမနေ့က hat trick ရတာတော့ young philip martetta hat trick ရသွားဗောလေသူကတော့ hat trick ရသွားတယ်ဒါမနေ့ကတော့ဘိုင်မြူးနစ်လည်းမနေ့ကနိုင်ပွဲဆက်ပြီးတော့သူတို့ဆို9ပွဲဆက်တိုက်နိုင်ထားတယ်။ဘေးဆန်ဂရီဝါကတော့နည်းနည်းချီးကျူးကြတော့မနေ့ကတော့6ဂိုးတောင်သွင်းသွားတာ။ တယောက်တည်းဆိုပြင်သစ်လီမှာရောဘတ်တိုဒဆာဗီရဲ့မာဆေးကဇာထိတ်မှာဥဆောင်နေတယ်သူတို့လေးကိုတွင်းထားတယ်ဒါသူတို့ဇာထိတ်မှာဥဆောင်နေ PSG မထင်မှတ်ပဲနဲ့အမှတ်တွေစတိုက်ရောနေတာဗောလေဒါမထင်မှတ်ပဲနဲ့အမှတ်ကြမနေ့ကနာပိုလီတို့ရောမတို့အကုန်ရှုံးသွားပြီးတော့အင်တာမီလန်နိုင်သွားတယ်ဆိုတော့ဒါအင်တာမီလန်ကအပူတွဲ15မှတ်နဲ့ ဒါအခြေအနေကောင်းတာဗောလေဆိုတော့ဒါအခုလောလောဆယ်ကျွန်တော်ကတော့မတ်လိုက်စတေဒီယံဗောလေမတ်လိုက်စတေဒီယံဆိုတာကအမေရိကန်နိုင်ငံနယူးဂျာစီမှာရှိတယ်နယူးယောက်ရဲ့ဟိုဘက်ဗောလေနယူးယောက်ရဲ့ဟိုဘက်မြစ်ကမ်းမြစ်ကျော်လိုက်တော့ဒီဘက်ချက်မှာနယူးဂျာစီနယူးဂျာစီမှာရှိတယ်မတ်လိုက်စတေဒီယံမတ်လိုက်စတေဒီယံဆိုတော့2024ကိုပါအမေရိကဘောလုံးပွဲကျင်းပခဲ့တယ်အာဂျင်တီးနားနဲ့နောက်အာဂျင်နာနဲ့ကိုလံပီယာနောက်မန်ချက်စတာယူနိုက်တက်ရဲ့ဒါဆမ်မာစီတီဆမ်မာစီတီတို့ဒီမှာကစားခဲ့တာဒီနေ့ပြီးခဲ့တဲ့ရာသီတော့ဒီဒီနေ့ရာသီအစမှာအဲ့ဒါအပြင်ကို နောက်တစ်ခုက2026ကမ္ဘာဖလားပြိုင်ပွဲကျင်းပမယ်ဒါဘိုလူပွဲကျင်းပမယ်ကွင်းပဲဒါပေးသက်က8000ရှိတယ်ကျွန်တော်ကျွန်တော်ခဏရှိပြန်ပြဆိုတော့သူတို့ကကွင်းရတော့ share ဗျဆိုတော့သူတို့ကဗျ height အဲ အဲသူတို့ကလေစပွန်ဆာတွေကတော်တော်လေးများတယ်ဒီကောင်ကဘယ်လိုလဲဆိုတော့ပတုံကတော်တော်ကြီးကြီးတယ်ကျွန်တော်တို့လန်တန်ကဝင်ပလီကွင်းတွေပါနေတခြားစီပဲသူကသူ့ပတုံနဲ့ဝင်ဖို့မနှဲဝင်ရတာလမ်းလျှောက်သွားတဲ့ walking distance မရှိဘူးအကုန်လုံးကတက်ဆီတို့ကားနဲ့ပဲသွားမှာဟိုဘက်မှာသူကားပါကင်နဲ့အများကြီးပဲအဲ့ဒါကလေ game အတွက်ဟိုဘယ်လိုပြောမလဲပါမစ်ရထားတဲ့သူတွေပဲလာလို့ရတဲ့နေရာဖြစ်လိမ့်မယ်ဗျအဲ့နေရာတွေကတော့အဲ့ဘက် channel ဟိုမှာတက်လာအစိမ်းရောင်လေးတွေ New York Jets ဆိုတဲ့အသင်း New York Jets ဆိုတဲ့အသင်းကစပြီးတော့ဘယ်လိုပြောမလဲဆိုတော့ စပြီးတော့ဟွာလေသူတို့သူတို့အသိန်းလာပြီဒီနေ့သူတို့ဘယ်ချိန်ညနေကြမှလာမှာဗျအပွဲညနေကြမှဒါပေမဲ့လူတွေကအစိုးရရောက်နေပြီ ဆိုတော့ကျွန်တော်ဒီကနေ့အစီအစဉ်ကိုအဓိကပံ့ပိုးကူညီပေးတဲ့ One Spot အထူးပဲကြေညာတယ်နော်တကယ်လို့ One Spot မှာအကောင့်ဖွင့်ကြလို့ရှင်တော့ UKM ဆိုတဲ့ promo code သုံးနိုင်ပါတယ်တရားရင်ကလုံး bonus တွေရယူနိုင်ပါတယ်နောက်တစ်ခုကဘယ်လိုပြောမလဲဆိုတော့ One Spot မှာငွေသွင်းငွေထုတ်လုပ်ခြင်းနဲ့ deposit သွင်းခြင်းနဲ့ဆိုကျွန်တော်တို့ရဲ့ဒီ Messenger တွေမှာ live ဆက်သွယ်လို့ရပါတယ် UK Match Day ရဲ့ Champion ရဲ့ Champion Match Day UK ရဲ့ Messenger မှာ live ဆက်သွယ်လို့ရပါတယ်ငွေသွင်းငွေထုတ်လုပ်လို့ရပါတယ်အဲ့မှာငွေသွင်းငွေထုတ်လုပ်ပြီးတော့အဲ့မှာ live ဆက်သွယ်လို့ရပါတယ်ဒါဒါကျွန်တော်တို့ Match Live Stadium ဖြစ်ပါတယ် Match Live Stadium ဆိုတော့ deposit သွင်းခြင်းနာပဲဖြစ်ဖြစ် withdraw ပ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရှိမှ live ဆက်သွယ်လို့ရပါတယ်ဒါ live ဆက်သွယ်လို့ရပါတယ်ဆိုတော့ man live season เนาะဟိုဘက်ကကွင်းရတော့ဒါဟို lift တွေပါအကုန်ရှိတာဗောလေဒါအခုဆိုရင်ဒါတို့က NFL pay တက်တယ် NFL pay တက်တယ်တို့ကတော့ American football ပဲအဓိကဗောလေတို့က American football အဓိကဒီကွင်းက Manchester United လည်းကံပိုးတယ်လေတို့ Summer City ပွဲကံပိုးတယ်ဆိုတော့ဒါ Argentina တကြောင်တကြောပြန် ဒါ final ကံခွင့်ရမလားထပ်ကြည့်ရအောင်ပါဗောလေအာဂျင်တီးနားတကြောပြန် final ကံခွင့်ရအောင်လားဆိုတော့ထပ်ပြီးတော့ကြည့်ရမယ်ဒါဘယ်လိုပြောမလဲဆိုတော့ဒါကတော့အာဂျင်တီးနား final ဆိုတော့ share ပဲ share ပဲဒါဒီအမန်လိုက်စီရင်မော်လေးမန်လိုက်စီဆန်ဆိုရင်တော့ခူခေထဲမှာရှာလိုက်လို့ရှိရင်ကမ္ဘာဖလားဘောလုံးပွဲကျင်းပမယ်ဆိုရဲကွင်းမယ် ဆိုတော့ဒီနေ့က NFL ပွဲရှိလို့ဗောလေဆိုတော့ဒီနေ့ Manchester United နဲ့ဒီနေ့ကတော့ Manchester United နဲ့ဒါတစ်ဖက်ကတော့ဘယ်လိုပြောမလဲ Liverpool တင်းရရှိတယ် Anfield ကွယ်မှာရှိတယ် Anfield ဆိုတော့အမှန်တမ်းပြောရင်တော့လွယ်ကူမလွယ်တာဗောလေ Anfield ကလွယ်ကူမလွယ်တာဒီနေ့မောင်းမထိုးတော့ဘူးပြကျွန်တော်မနေ့ကဆိုတော့ကျွန်တော်အာဆင်နယ်ကော်နာမန်ချက်စတာစီးတီးကော်နာကော်နာတွေသဘောကျတာကွတ်တီပဲเนาะအကောင်12.5တည်းကြီးပဲမနေ့ကဆိုအာဆင်နယ်ကော်နာတော့အများကြီးရပါသေးတယ် တောင်းကံဘောသမားလေးကျွန်တော်ကတောင်းကံဘောတောင်းကံဘောကဲဥရောပချန်ပီယံလိဒီတစ်ပတ်ရှိရနော်ဥရောပချန်ပီယံလိဆိုတော့ကြီးရှုအားပေးကြတဲ့ဘောလုံးချစ်ပိတ်တဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စီစဉ်ကိုအဓိကပံ့ပိုးကူညီပေးတာတော့1 is back ကအဓိကပံ့ပိုးကူညီပေးတာဖြစ်ပါတယ်ဆိုတော့ဒါကတော့အမေရိကန်နိုင်ငံဒါနယူးဂျာဆီရှိတဲ့နယူးဂျာဆီမြို့ကမတ်လိုက်စတေဒီယံပေါ့လေမတ်လိုက်စတေဒီယံနဲ့တိုက်ရိုက်တင်ဆက်ပေးတာဘောလုံးမတ်လိုက်ကတော့ကမ္ဘာဖလားပိုလ်ပွဲကျင်းပမယ်ကွင်း ကဲဘယ်သူနိုင်မလဲမန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးနဲ့အန်ဖီကွင်းမှာနောက်ဆုံးနှစ်နှစ်တွေ့ထားတဲ့ချိန်မှာလီဗာပူးကဇီးဇီးတပွဲတူတူဒါပေမဲ့အဲ့ရှေ့တနေ့ကတော့မန်ယူနိုက်တက်ကိုလီဗာပူးက7-0နဲ့နိုင်ထားတယ်တခါအိုးထရက်ဖို့မှာ3-0တပွဲတူတူတပွဲတည်ကြထားတယ်ဆိုတော့ယူနိုက်တက်ကလီဗာပူးကိုမနိုင်တာတော့ကြာပြီနိုင်တော့မနိုင်ဘူးတည်ရတော့နောက်ဆုံး၅ပွဲမှာတည်3ပွဲသလိုကန်ထားတယ်နှစ်ပွဲရှုံးထားတယ် ရှုံးတဲ့တပွဲက Old Trafford မှာ3-0နဲ့ရှုံးပြီးတော့မနေ့ကရှုံးတယ်ပြီးတော့ whole တစ်နှစ်နှစ်နှစ်ကျော်လောက်က7-0နဲ့ရှုံးတယ်ဒါပေမဲ့ဂျားထဲမှာ3ပွဲပေါ့လေ United ကသူ့အိမ်ပေါ်မှာတပွဲသေးကြတယ်ပြီးတော့ Channel နှစ်ပွဲက Anfield မှာသေးကြတယ်ဇီဇီတပွဲ2-2တပွဲဟုတ်တယ်သေမကြချင်တော့ပိတ်ကန်ရမှာဆိုရဟိုမရှုံးချင်ပိတ်ကန်ရမှာဟုတ်တယ်ပိတ်တော့ပိတ်ကန်ရမှာလေပါဘူးဆိုတော့ Alassana Isetto Hugo Akitike Florian Vaso နဲ့ ဒါသူတို့ဘယ်လိုပုံစံသွားမလဲသူတို့လည်းယုံကြည်မှုပျောက်ဆုံးနေတယ်အခီဒီကတော့မဆိုးဘူးလို့ပြောမှာပါလေဒါပေမဲ့ channel လူတွေကတော့နည်းနည်းယုံကြည်မှုပျောက်ဆုံးနေတဲ့အချိန်တစ်ဖက်က Manchester United ကအခုအိမ်ဝင်း၃ပွဲဆက်နိုင်ပွဲနဲ့ပုံစံကောင်းနည်းနည်းပြန်ရနေတယ်ဆိုတော့သူရဲ့အခြေအနေလည်းတော်တော်လေးတော့ရှိတယ်စိတ်ဝင်စားစရာပဲကဲဘယ်သူနိုင်မလဲဘယ်သူနိုင်မလဲ Ghost Cole Ghost Cole Ghost Cole ဘယ်သူနိုင်မလဲဂျိုးဂျာဂျိုးဂျာဂျိုးဂျာသားနဲ့တယဲနီသားနဲ့ဘယ်သူစားမှာလဲ ခင်ခါမှာကခင်ခါမှာကဂျိုးကြလာတဲနေလားမန်ယူနိုက်တက်ပြိတ္တတွေစိတ်မပူနဲ့နော်သူတို့ရဲ့နောက်မှာမန်ချက်စတာစီးတီးရှိတယ်အာစနယ်ရှိတယ်အာဖနဲမန်ချက်စတာစီးတီးက United ပြည်သက်တွေနောက်မှာအပြည့်အဝရက်တည်နေတယ် အတူတူပြအာစနယ်ပဲသက်တယ်ကဲခြေရဘလို့ပေါက်လဲအဲ့ပွဲခြေဘလို့ပေါက်လ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 ဲအဲ့ပွဲ ကျွန်တော်တော့ကျွန်တော်တော့ goal သွင်းမယ်လို့ထင်တာပဲကျွန်တော် goal ရောသွင်းမယ် goal သွင်းမယ်လို့ထင်တာပဲဟိုမှာလေးတို့ဒီနေ့ NFL ပွဲရှိတယ်ဗျာ NFL NFL ပွဲ NFL ပွဲရှိတော့ပေးတတ်တယ်စတာမနေ့ရက်လည်းလာလိုက်ရမှာကျွန်တော်မနေ့ရက်လာလို့ရှိရင်ဒီမှာဘူးမှတော့မရှိဘူးဒီနေ့ NFL ပွဲရှိတော့လူအများကြီးပဲကျိုးကြလေးပဲနိုင်မယ် Arsenal fan လို့ Arsenal Man United ကိုအားပေးမယ်ဆိုတာကြီးပဲတေးဆိုပြောပြီး ါတော့အမေရိကန်နိုင်ငံဒါညူးဂျာစီမှာရှိတဲ့မတ်လိုက်စတေဒီယံပေါ့လေညူးယောက်နဲ့နီနီလေးပေါ့လေညူးဂျာစီမှာရှိတဲ့မတ်လိုက်စတေဒီယံအဲ့မတ်လိုက်စတေဒီယံတော့ World Cup Final 2026ကမ္ဘာဖလားပြိုင်ပွဲဘလူပွဲကျင်းပမဲ့ Queen ပေါ့လေအဲ့ Queen ကြီးရှိမှာပေါ့လေအဲ့ Queen ကြီးရှိမှာဒီ Queen ကတော့ကျွန်တော်ပြောလို့ပေါ့လေဒါဟို Club World Cup Final ကျင်းပထားတဲ့ Queen ဖြစ်တယ်အဲ Chelsea က Chelsea ဟုတ်တယ် Chelsea ဒီမှာနိုင်တာပဲ Chelsea ကဟိုဟာဘာလဲ ပါရီစိန့်ဂျာမိန်ကိုကလပ်ဝေါ်ကပ်ဖိုင်နယ်နိုင်ထားတဲ့ကွင်းဖြစ်တယ်။အဲပြီးတော့မှအာဂျင်တီးနားကကိုလံပီယာကိုတကူးကုန်းချီနဲ့ချန်ပီယံဖြစ်တာတဲ့ကိုပါအမေရိကချန်ပီယံဖြစ်တာတဲ့ကွင်းဖြစ်တယ်။မန်ချက်စတာစီးတီးကမန်ချက်စတာယူနိုက်တက်ကဆမ်မာစီးတီးတို့ကစားထားတဲ့ကွင်းဖြစ်ပြီးတော့ဒါအခုအာဂျင်တီးနားနဲ့ဟိုဟာတို့ကစားမယ်ဖိုင်နယ်ပွဲကစားမယ်အာဂျင်တီးနားကကိုပါဖိုင်နယ်ကန်ထားတဲ့ကွင်းဖြစ်ပြီးတော့2026ကမ္ဘာဖလားကျင်းပမယ်ကွင်း။ဆိုတော့အခု music လေးတွေနည်းနည်းဖွင့်လို့ကျွန်တော်နည်းနည်းရွှေ့ရမယ်ဗျ။ဒီကောင်တွေထဲမှာကွင်းထဲမှာ music တွေဖွင့်နေတယ်။ ကဲကြည့်ရှုအားပေးကြတဲ့ဘောလုံးချင်းပေးသားတွေအားလုံးထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အခုအမေရိကန်နိုင်ငံညူယောက်မြို့ကိုရောက်နေတာဗောလေညူယောက်ဆိုမြဲအခုလောလောဆယ်တော့ညူဂျာစီဗောလေညူဂျာစီမှာရောက်နေပြီးတော့ဒါဘောလုံးပွဲကျင်းပမယ်2026ကမ္ဘာဖလားဘောလုံးပွဲကျင်းပမယ်မတ်လိုက်စီဇန်ဗောလေကြည့်ရှုအားပေးကြတယ်ဒါဒီမှာအစိုးရပဲရှိသေးတယ်မနက်9:00နာရီပဲရှိသေးတယ်အမေရိကန်မှာအမေရိကန်မှာမနက်9:00နာရီအမေရိကအမေရိကမှာမနက်9:00နာရီဗောလေကျွန်တော်တို့ကြည့်ရှုအားပေးကြတယ်ဘောလုံးပြေးတတ်တယ်ဗောလေမန်ချက်စတာယူနိုက်တက်ပွဲ ချေးဘလို့ပေါက်လဲမန်ယူနိုက်တက်ပွဲချေးဘလို့ပေါက်လဲအမေရိကန်မှာမနက်9:00နာရီ UK မှာနေ့လယ်2:00နာရီ6မိနစ်အမေရိကန်မှာမနက်9:00နာရီ6မိနစ် UK မှာနေ့လယ်9:00နာရီ6မိနစ်မြန်မာနိုင်ငံမှာ9:00နာရီ39အမေရိကန်ဆိုပေမဲ့သူကနယူးဂျာစီနယူးယောက်မလို့ပေါ့လေအရှေ့ပိုင်းမှာဒါအခုမနက်9:00နာရီနဲ့6မိနစ် လုံးသေးပေါက်တယ်နော်မလွယ်ဘူးဗျတလုံးသေးပေါက်တယ်တလုံးသေးဆိုတော့မလွယ်ဘူးတလုံးသေးဆိုတော့ကြေးရတော့မြင့်တော့မြင့်တယ်ဆိုတော့တလုံးသေးတလုံးတလုံး90နိုင်ပါညာဆိုတော့ဖြစ်နိုင်ရှိချက်တေရတော့မဖြစ်နိုင်ဘူးဗျာအဲဆိုတော့လေပေါင်းနိုင်ပါပဲကဲကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ပိတ်သက်တဲ့အားလုံးကျေးဇူးတင်ပါတယ်ဘာလို့လဲ music တွေအရန်ဖွင့်လို့ပေါ့လေတကယ်လို့1နေစမှာ1နေစမှာအကောင့်ဖွင့်ခြင်းလို့ရှိရင် UKM ဆိုတဲ့ promo code ကိုသုံးနိုင်ပါတယ်နောက်တစ်ခုကတော့ နောက်တစ်ခုကတော့ဒါဘယ်လိုပြောမလဲဆိုတော့ငွေသွင်းငွေထိုးလှုပ်ခြင်းနဲ့ငွေသွင်းငွေထိုးလှုပ်ခြင်းတဲ့သူတွေနောက်တစ်ဖက်ကဒီအတပိုးစစ်သွင်းခြင်းတဲ့သူတွေငွေသွင်းငွေထိုးလှုပ်ခြင်းတဲ့အားလုံးကျွန်တော်တို့ရဲ့ page မှာ messenger ပေါ်လေး UK match day ပဲဖြစ်ဖြစ် champion ပဲဖြစ်ဖြစ် champion ပဲဖြစ်ဖြစ် Champion UK ပဲဖြစ်ပြီး page မှာ live ဆက်သွယ်လို့ရပါတယ်။အဲ့မှာငွေသွင်းကိုထုတ်လို့ရပါတယ်။အဓိကတော့တခြားမှာအကောင့်ပွင့်တာလဲကျွန်တော်ရှင်မှာငွေသွင်းကိုထုတ်ကျွန်တော်ရှင်မှာငွေတော့အရင်သွင်းရမယ်။ပြီးရင်တော့ငွေသွင်းကိုထုတ်လို့ရပါတယ်။ Messenger ကိုဆက်သွယ်လို့ရပါတယ်။ Messenger တစ်ဆင့်ကျွန်တော်တို့ Viber တို့ Telegram တွေ link လေးတင်နေလာရောက်ပြီးတော့ကျွန်တော်တို့ contact လုပ်လို့ရပါတယ်။ကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ပိတ်သားတွေအားလုံးကျေးဇူးပါတယ်။ကျွန်တော်အခုရောက်ရှိနေတာတော့ American နိုင်ငံ New Jersey မြို့က Mallite Stadium ဖြစ်ပါတယ်။ ဒါစိတ်ချလားဆိုတော့အဲစိတ်ချတာကျွန်တော်လှုပ်တာဖြစ်တဲ့ကြောင့်ကျွန်တော်လှုပ်တာဖြစ်တဲ့ကြောင့်အဲအဲ့ရနဲ့ပတ်သက်လို့အသိပြီးတော့ဘာမှစိတ်ပူစရာမရှိပါလေဒါကြီးစုအားပေးကြတဲ့ဘလုံးချင်းပြည်သက်တွေအားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်နဲ့ကမ္ဘာ့ပြည်သက်တွေအားလုံးလည်းကံကောင်းကြပါစေညကြရင်ရမ်မထွတ်ပွဲလည်းရှိတာပါလေနောက်မနေ့ကတော့ဘာဆိုနာကခန်းစစ်ဟောင်းလောင်းကြီးနဲ့အကျိတ်နဲ့ကန်လိုက်ရတယ်ဆိုတော့အားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ဒါ Facebook Live ဒါ YouTube Live ကို ဒါအမေရိကန်နိုင်ငံမန်လိုက်မြို့မန်လိုက်စီရံပေါ့လေညူဂျာစီရဲ့မန်လိုက်စီရံနဲ့ဒါရိုက်စင်တက်တက်ဆက်တာပါအားလုံးကျေးဇူးတင်ပါတယ်ကဲမန်ယူနိုက်တက်နဲ့လီဗာပူးဘယ်သူနိုင်မလဲနောက်ဆုံးကွန်မလေးဘယ်သူနိုင်မလဲဂျိုးဂျာလေးပဲနိုင်မလားတဲရဲနီပဲနိုင်မလားဂျိုးဂျာလားတဲရဲနီလားဂျိုးဂျာလားတဲရဲနီလားကျွန်တော်အဲ့ဒီမှာ9နိုင်ပဲရှိသေးတာပေါ့လေကဲအားလုံးကျေးဇူးတင်ပါတယ်